တူဒီဝါဒနာရှင်များအားလုံးမင်္ဂလာပါနော်ဒီနေ့မှာတော့အမျိုးတို့ဒီအစဉ်ပြေကြတယ်နော်နှစ်ခုပတ်တိပေးထားတာနှစ်ခုပတ်တိပေးထားတာဆိုရင်သူကနှစ်တလုံးနဲ့နှစ်ကိုဆိုပြီးတော့ဒီမှာတွဲထားတဲ့ထည့်ပါတယ်နော်ဒါကြမဒီလိုမျိုးထည့်ပြီးတာနော်ဒီလိုမျိုးတွေတဲတွဲပြီးတယ်ဒါပေမဲ့လို့ဒီကလည်းအပြီးဆိုတော့ကျွန်မဒီရန်ွက်ထည့်ကိုထည့်ပြီးလိုက်တာနော်အဲ့တော့အမျိုးတို့ဒီဒီဘက်မှာလည်းရတဲ့တဲ့လောက်ကိုရကြတယ်နော် ီနှေးခင်းရတော့မရလိုက်ဘူးเนาะမြို့တို့နှေးခင်းရတော့ဒီ6တိကတေတလုံးမထိပါရယ်เนาะဒီနှေးခင်းရတော့မရအောင်အဲ့တော့မနက်ဖန်အတွက်ကိုဒီမှာအကောင်းဆုံးရှာဖွေပေးထားပါတယ်မြို့တို့ကြီးအဲ့တော့ဒီဘက်မှာဆိုရင်ကျမရဲ့အဖွဲ့ဝင်တို့ကျမဇာတို့ပတ်ဒီနှစ်တလုံးပေးထားတာဖြစ်ပါတယ်ဒီနှစ်တလုံးဟာဆိုရင်တို့ကနှစ်ငါးမှာတစ်ချိန်ပဲရထားတယ်နော်အဲ့တော့ကျမကမနက်ဖန်တောက်ကြနေအတွက်ကိုဇာတို့ပတ်ဒီတလုံး main or ၃ွက်ဒူ or ၂ွက်ကို ကျမရဲ့အဖွဲ့ဝင်တွေကိုထပ်ပြီးတော့ပို့ပေးမှာဖြစ်ပါတယ်။ကနန်းတလုံးအပိုင်ရထားတာဖြစ်ပါတယ်မျိုးလို့ရေ။အဲ့တော့နောက်ဘက်တွက်ကိုကြိုဝင်ခြင်းနဲ့အမျိုးတွေကအခုလိုမျိုးဇာရိုးပတိတလုံး၊မိန်အော်၃ခွက်၊ဒူအော်၃ခွက်ကိုထပ်ပြီးတော့ထည့်ပေးမှာဖြစ်ပါတယ်နော်။အဲ့ဒါကနောက်ဘက်တွက်ကိုကြိုဝင်မဲ့အမျိုးတွေကိုကျမဒီအဖွဲ့ဝင်ဟောင်းတွေကိုပို့တဲ့ကနန်းကိုပဲပို့ပေးမှာဖြစ်ပါတယ်။အဲ့တော့နောက်ဘက်တော့ကိုကျုံဝင်ခြင်းနဲ့အမျိုးတွေကကျမနဲ့ဆက်သွယ်ပြီးနော် ကျွန်မကမနက်ဖြန်မှာခဏတလုံးအပိုင်ရရှိထားတာဖြစ်ပါတယ်မျိုးလို့အဲ့တော့အခဏတလုံးကိုကျွန်မရဲ့အဖွဲ့ဝင်အဟောင်းတွေကိုလည်းပို့ပေးတယ်လို့နောက်ဘက်တွက်ကိုကြိုးဝင်မယ်အဖွဲ့ဝင်အစ်တတွေကိုလည်းအဲ့ခဏန်းကိုပဲပို့ပေးမှာဖြစ်ပါတယ်အဲ့တော့အဖွဲ့ဝင်ချင်းနဲ့ဆန္ဒရှိလို့ရှိရင်မနက်ဖြန်အတွက်ကိုပတ်တိတလုံးရမယ် main all 3ခွက်ရမယ် two all 3ခွက်ကိုထပ်ထည့်ပေးမှာဖြစ်ပါတယ်မျိုးလို့ဆန္ဒရှိလို့ရှိရင်တော့ကျွန်မနဲ့ဆက်သွယ်ပြီးတော့ဒီကိုလာပေးပါနော် ဒါကနောင်ပတ်တော့ကိုကျုံဝင်မဲ့အဖွဲ့ဝင်အသစ်တွေကိုကျွန်မပြောနေတာဖြစ်ပါတယ်เนาะမျိုးတို့အဲ့တော့ကျုံဝင်ခြင်းနဲ့ဆန္ဒရှိရင်ကျွန်မနဲ့ဆက်သွယ်ပြီးပါ ကျွန်မကမနှက်ဖန်ကိုလက်ဆောင်အဖြစ်နဲ့ပတ်တီတလုံးမင်းရော၃ွက်သူရော၃ွက်ကိုပို့ပြီးมาဖြစ်ပါတယ်เนาะအဲ့ဒါဆိုရင်ကျွန်မမနှက်ဖန်အတွက်ကို ပြပေးမယ် ါက30ရဲ့တောက်ကြမနဲ့ညာနော်မျိုးမျိုးတို့ဤခဏမိုးကယူလာတော့တကားပိတ်လိုက်အောင်ပါ ဒါလေးကိုအရင်ပေါက်မယ်နော်ဒီလေမောင်ရောင်ချဲထားတာလေးကိုအရင်ပေါက်မယ်၃ညနဲ့နှစ်နဲ့ပေါက်မယ်၃ညနဲ့နှစ်နဲ့ပေါက်တော့နှစ်နှစ်ကို6နဲ့ပေါက်မယ်နော်ဒီလိုပေါက်မယ်နှစ်ကို6နဲ့ပေါက်တော့တိတိပါဝါက6တိကေနခက8တိ6ရှိကဒီမနေ့ညမှာသူကဆင့်ပြရမယ် အဲ့တော့ဒီသုံးလုံးပေါင်းမှာ6နဲ့1နဲ့ပေါင်းတော့3ည3ညကို6နဲ့ပေါင်းမှာ3ညကို6နဲ့ပေါင်းတော့6 6ပါဝါက1 6ရဲ့နှစ်ခါက9နော် तू ကဒီမနေ့ညမှာ तू ကဆင့်ပြရမယ်နော်အဲ့တော့ तू ကဟိုဘက်ဒီဘက်လဲ အပြီးဖြစ်တယ်လို့ဒီဘက်ကချင်းလေးနဲ့လည်းသူကအပြီးဖြစ်တယ်နော်အဲ့တော့တဲ့ဘာဆင်ပြီးလဲဆိုတော့ဒီကတစ်တလုံးနဲ့ဒီကရှစ်တလုံးနဲ့မနက်ပိုင်းမှာတစ်ရှိဆိုပြီးတော့ထွက်တယ်နော်ညနေပိုင်းကျတော့လေဒီကတင်းနဲ့ဒီကတင်းနဲ့တစ်တစ်ဆိုပြီးတော့ထပ်ပြီးတော့ထွက်တယ်နော်နေလို့အဲ့တော့တဲ့နောက်တစ်ဘွဲကိုဆက်သွားမယ်ရှင်းနဲ့ကိုးနဲ့ပေါင်းတော့ခွန်း ွန်ကို၄နဲ့ပေါင်းမှာခွန်၄ပေါင်းတော့1တိပါဝါက6တိကေနခက8တိ6ရှိက तू ကဒီမနဲ့ညမှာ तू ကထိပေးရမယ်အဲ့တော့1နဲ့4နဲ့ပေါင်းတော့9 9ကို4နဲ့ပေါင်းတော့9 ိုးပါဝါကလီကိုးရဲ့နှက်ခတ်က6ကိုးလေး6ကဒီမနေ့ညမှာ तू ကထိပ်ပြရမယ်เนาะအဲ့တော့ထိပ်ပြရမယ်ဆိုတော့ तू ကဘာထိပ်ပြီးသွားလဲဆိုရင် तू ကဒီ6တလုံးမှာထိတယ်ဒီဘက်ကလည်း6တလုံးမှာထိတယ်เนาะအဲ့ဒါကြောင့်ဒီဘက်ကကီးရထိလို့ရှိရင်ဒီဘက်ကအချင်းလေးနဲ့ကတ်ပြီးတော့ထွက်တတ်တယ်เนาะအဲ့ဒါကြောင့်မို့လို့ကျွန်မအဲ့ဒါဒီဘက်ကဟာဟိုကပြပြီးအဲ့တော့လေနောက်တစ်ဘက်ဆက်ကြည့်မယ် 3နဲ့2နဲ့ပေါင်းတော့5 5ကိုခွန်နဲ့ပေါင်းမယ်5ခွန်ပေါင်းတော့2နိပါဝါကခွန်နိကေနခကလီနိခွန်လီသူကဒီမနေ့ညမှာသူကဆင့်ပြရမယ်တဲ့နော်မြို့လို့အဲ့တော့6နဲ့9နဲ့ပေါင်းတော့9 9ကို1နဲ့ပေါင်းတော့ 6 6ဘဝကတိ6ပဲနခက9 6တိ9 6တိ9ကလည်း तू ကဒီမနဲ့ညမှာ तू ကထိပေးရမယ်။နောက်မျိုးတို့ဟိုဘက်နဲ့ဒီဘက်နဲ့လည်း तू ကအပီးဆင်းတယ်နော်။အပီးဆင်းတယ်ဆိုတော့ तू ကဘာဆင်းပြီးလဲဆိုတော့ဒီ၄နဲ့ဒီ9နဲ့၄9လို့ဆင်းတယ်နော်။ ပြီးတော့ဒီခွန်နဲ့ဒီကိုးနဲ့ခွန်ကိုးလို့ထပ်ဆင်းတယ်เนาะသူကအဲ့ဒီလိုလဲကြည့်တတ်တယ်ပြီးလဲဖြစ်တယ်เนาะအဲ့တော့ဆက်ကြည့်မယ်ကိုးနဲ့၃ညနဲ့ပေါင်းတော့ကိုးကိုးဒီ၃ညနဲ့လှမ်းပေါင်းတော့ကိုးကိုပါဝါက၄ကိုရဲ့နှက်ခတ်က ကိုလေး6ကဒီမနေ့ညမှာ तू ကထိပေးရနော်အဲ့တော့ခွန်နဲ့ရှင်းနဲ့ပေါင်းတော့ငါငါကို1နဲ့ပေါင်းတော့6 6ဘဝက1 6ကဲနှက်ခက9 6တိ9ကဒီမနေ့ညမှာ तू ကဆင့်ပေးရမယ်နော်အဲ့တော့တဲ့ဘာဆင့်ပေးလဲဆိုရင်ဒီက9တလုံးနဲ့ဒီက1တလုံးနဲ့မနေ့ပိုင်းမှာ ဒီကိုဆိုပြီးတော့ကြာပြီးသွားတယ်။နောက်မျိုးအဲ့တော့နောက်တစ်ပွဲဆက်ကြည့်မယ်။ကိုနဲ့၃ညနဲ့ပေါင်းတော့ကိုကို၈နဲ့ပေါင်းတော့ခွန်ခွန်ပါဝါက2ခွန်ရဲ့ ခွန်ဘာဝကနှစ်ခွန်ရဲ့နှစ်ခါကတုံညာတဲ့နောက်လို့အဲ့တော့နှစ်နဲ့ငါးနဲ့ပေါင်းမှာနှစ်ငါးပေါင်းတော့ခွန်ခွန်ဒီနှစ်နဲ့ပေါင်းတော့ကိုကိုဘာဝကလီကိုရဲ့နှစ်ခါက6နော်ကိုလီ6ဟိုဘက်ကခွန်နှစ်တုံညာအဲ့ဒါပြီးတော့ဒီဘက်ကအချင်းနော် ချင်းရလေးနဲ့လေးနဲ့ပေါင်းမှာလေးလေးပေါင်းတော့ရှစ်ရှစ်ကနှစ်ခတ်ကတိသူကဒီမနေ့ညမှာသူကထိပ်ပေးရမယ်နော်ဘာထိပ်ပေးွားလဲဆိုတော့သူကဒီဘက်ကအချိန်နဲ့တူတယ်နော်တထန်းနဲ့ပဲဒီဘက်ကလည်းတစ်တီနော်ဒီဘက်မှာလည်းတစ်ရှိဆိုတော့ဘာဆင့်ပေးလဲတစ်ရှိတစ်တီဆိုပြီးတော့ဆင့်ပေးသွားတယ်နော်ဒီတထန်းတူတယ် အဲ့တော့တဲ့နောက်တစ်ခါဆက်ကြည့်အောင်6နဲ့1နဲ့ပေါင်းတော့ခွန်ခွန်ရဲ့နှက်ခတ်က3ညနော်သူကခွန်3ညအချိန်ကြာတော့သူကဗာဆင့်ပြပါလဲဆိုခွန်လေးဆိုတော့ခွန်တစ်လုံးပဲဆင့်ပြသွားတယ်နော်အဲ့တော့ဒီတန်းဆက်ကြည့်အောင်မယ်6နဲ့ခွန်နဲ့ပေါင်းတော့6 6ရဲ့နှက်ခတ်က9 69 အချင်း၆ခုချင်းရဒီမနေ့ညမှာ तू ကထိပ်ပြရမယ်။ဘာဆင့်ပြီးလဲ2ခုဆိုတော့6တလုံးထိ။နော်။အဲ့တော့နောက်တစ်ဝက်ဆက်ကြည့်မယ်။နှစ်နဲ့၄နဲ့ပေါင်းမယ်။နှစ်၄ပေါင်းတော့6 6ရဲ့နှစ်ခါက9 6 9ကလည်းဒီမနေ့ညမှာ तू ကဆင့်ပြရမယ်။ဘာဆင့်ပြီးွားလဲ6ခု9ဆိုတော့ဒီ6တလုံးဆင့်ပြသွားတယ်။အဲ့တော့1နဲ့ ခွန်နဲ့ပေါက်မှာတိခွန်ပေါင်းတော့ရှစ်ရှစ်ကနှစ်ခါကတိရှစ်တိရှစ်တိချင်းကသူကဒီမနေ့ညမှာသူကဆင့်ပြရမယ်နော်ဗာဆင့်ပြတယ်ဆိုတိတိဆိုတော့ဒီတိတလုံးကြည့်တယ်အဲ့တော့၃ညနဲ့၃နဲ့ပေါက်မှာ၃ညနဲ့၃နဲ့ပေါင်းတော့၃၃ရဲ့နှစ်ခါက9 သုံးငါဒီမနေ့ညမှာ तू ကထိပ်ပြီးရမယ်။ဘာထိပ်ပြီးွားလဲသုံးညငါဆိုတော့ဒီငါတစ်လုံးထိသွားတယ်။အဲ့တော့မနက်ဖန်အတွက်နက်ဖန်တော့က1နဲ့4နဲ့ပေါင်းမယ်။ဒီ4ပေါင်းတော့ငါ။ငါရဲ့နက်ခတ်က3အဲ့တော့မနက်ဖန်မှာ तू က9တုံး9တုံးအောင်လည်းထိရမယ်တဲ့မျိုးလို့ဒီဘက်ကကီးရီကလည်းထိရမယ်တဲ့ဒီလိုပဲအပြီးဆင်းမလားဒါလေးနဲ့ပဲဆင်းမလား အဲ့တော့ကျမမင်းကြီးကိုယူမယ်အမကြီးကိုမင်းကြီးကမင်းကြီးက6လေး6เนาะအမျိုးတို့ဒါမင်းကြီးပဲအဲ့တော့ဒီမင်းကြီးနဲ့ဒီဘက်နဲ့ဒီဘက်နဲ့ဟုတ်ကပ်ပြီးမယ်เนาะအမျိုးတို့အဲ့တော့ကျမပတ်တီးပြီးမယ်အဲ့ထဲမှာအကြိုက်ဆုံးကနန်းဆွတ်ထုတ်မယ်เนาะ6 6 ပါတီနော်မျိုးအဲ့တော့6 6နဲ့ပတ်သက်တာကိုမင်းတင်မယ်ကျန်တဲ့အကွက်ကိုရံကွက်ထည့်ထည့်ပေးမယ်ကိုနပတ်တယ်ကိုငါကိုငါရှိမယ်ကိုခွန်ကိုနှစ်ကထွက်ပြီးသားနော်မျိုးတို့ကိုနှစ်ရှိမယ် ုတုံးရှိမယ်ကုတုံးညာရှိမယ်ဒါမိန်ကွနော်6နဲ့ပတ်သက်လို့ထည့်ပေးမယ်6နဲ့6နဲ့ဆိုရင်6ကအလုံးမလိုက်ရ6က6ခွန်6 3 60 နော်အဲ့ဒါတော့ main ကွက်ရံကွက်နည်းနည်းစောင်းလိုက်ဦးမယ်မျိုးလေးမလို့မလန်နဲ့ရေးနေရနော်နောက်ပြရမှာပြန်တက်ပြန်ရံကွက်ကရံကွက်ကလေးနဲ့ရံမယ်လေးနဲ့ဆိုတော့လေးနဲ့ဆိုရင်လေး၅တကွက်ရှိမယ်လေးခွန်ရှိမယ်လေးခွန် ောင်းလေးခွန်ဒီတော့ဒီတော့ညနော်အဲ့ဒါရှိတယ်ပြီးတော့လေးနှစ်တစ်ခွက်ပါထပ်ထည့်ပြီးမယ်နော်မြို့လို့နော်ဒီလေးနဲ့ဒီနှစ်နဲ့နော်လေးနှစ်တစ်ခွက်ထပ်ထည့်ပြီးပြီးတော့အားထုတ်အားဖို့မိနေပြန်ပြီ အားတော့ထူနော်ဒါမျိုးတို့မိကွက်ကတော့2 4 6 8ကွက်တော့ရှိတယ်6ကွက်ရှိတဲ့အထဲမှာကိုငါတို့၆ငါတို့တင်းထို့เนาะမျိုးတို့အဲကျမကောင်းလုံးရှောက်ဖွေပေးတာမျိုးလို့ငါကထိတ်မလာသေးဘူးเนาะမျိုးတို့အဲကြောင့်ပျောက်ကနန်းလိုင်းထိတ်ကလာအောင်မှာ မနေ့ကလိုက်နေ့ကလိုက်မှလည်းကြည့်ကျမပြောတယ်ငါးကလာရင်ထိတ်ကသူကလာအောင်မှာနှစ်ပင်ပြောက်ထားတဲ့အတွက်သူကနှစ်ငါးရူ၃ညငါးရူကြာထားတာဆိုတော့ငါးထိတ်ကလည်းလာအောင်မှာနော်မျိုးအဲ့တော့ဒါလေးတွေကိုမျိုးညံရှိတယ်လို့လေးတင်းထိုးဒါကျမအကြံပြုတာနော်အဲ့ဒါဆိုရင်မနေ့ဖန်30ရဲ့တောက်ကြမနေ့ညမှာလည်းအောင်မြင်မှုတွေကိုရရှိနိုင်ကြပါစေ